ါပါခင်ဗျာညနေတက်ကြွနေပါလားဂီတနဲ့ပတ်သက်ရင်အော်ကြီးနေရရင်အဲ့လိုကြော်တယ်အဲ့လိုပြောမှာဘယ်လိုပြောမလဲဟုတ်ကဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်ခီးစဉ်တခြားလုံးပေါ့လေကျွန်တော်ဂီတနဲ့ကျွန်တော်ဖန်တီးခဲ့တဲ့ဘုနုပညာတော်များများမှာကျွန်တော်တက်ဆန်းတွေးပေါ့အဲကျွန်တော်ရေလုပ်ငန်းပိုင်းပေါ်မှာကျွန်တော်စိတ်ရောကိုယ်ရောတက်တန်စွာဖြင့်ကျွန်တော်လုံလင်လုံထရှိတဲ့သဘောပါပဲခင်ဗျဟုတ် အခုတော့နေရဒီဂီတာလောကတွေကိုအဲတစ်ခုနဲ့ကတီးနဲ့ဝင်လာလားအဆိုနဲ့ဝင်လာလားဘယ်လိုလဲပြောတာကျွန်တော်ကအဲ့ဒီဟိုအစပြန်ကောက်ရင်တော့အများကြီးပြောရမှာပေါ့လေဒါပေမဲ့ကျွန်တော်ဖြတ်ပြောရရင်အတူချုံပြီးပြောရရင်တော့အဲကျွန်တော်ဒီလောကကိုကျွန်တော်အတီးသမားဘဝနဲ့ရောက်လာတော့ဟုတ်အတီးသမားဘဝနဲ့ရောက်တော့ဟုတ်ပါလေရေးတာတွေဟာကျွန်တော်ဝိုင်းရဲ့ အဓိကသင်တိုင်းဖြစ်တာရဲ့ကိုယ်တိုင်လဲဆိုပေးတာဒါတွေဘယ်လိုပြောမလဲကိုယ်ကိုယ်တိုင်လဲကြည်တာမိုးလေကိုယ်တိုင်လဲသိချင်းရတယ်ကိုယ်တိုင်လဲဆိုတယ်ကိုယ်တိုင်လဲသူများပြခံပြီးတယ်ဘုပညာရဲ့ဒီဘုပညာရဲ့တံပိုးတစ်ခုပေါ်မှာကျွန်တော်ကရေးခြင်းရောတီးခြင်းရောဟိုတီးဆိုခြင်းရောအဲအဲ့ဒါလေးအကုန်လုံးပေါ်မှာကျွန်တော်ကတစ်သက်မြန်လို့ခြင်းပေါ့အဲ့ဒီပေါ်မှာကျွန်တော်အခြေခံလာတာဆိုတော့တခါကြီးတော့လေကျွန်တော်စိတ်ကူးပောက်ပြီးပောက်သလိုကျွန်တော်ရေးပါတယ် ။ဒါပြီးတော့လည်းစိတ်ကူးပေါ့ရင်တခါလေးဆိုဖြစ်တာလေးလည်းရှိပါတယ်ကြ။ဒါပေမဲ့ကျွန်တော်ရဲ့ main major ကတော့ကျွန်တော်အတီးပေါ့။ကျွန်တော် arrangement နဲ့အတီးကိစ္စကိုပဲကျွန်တော်လက်ဆောင်ရပါဟုတ်။စုံပေါ်မှာဂီတာတင်းနေရတယ်ကိုယ့်ရဲ့ဘဝပျော်နေပြီလားဘာလို့ပြောမလဲ။ပြောတာကတော့ဒီအမှုပညာကြီးစင်ပေါ့ဂီတာတီးမရလို့မပေါ့ဘူးအမှုပညာတဲ့ပတ်သက်တဲ့ပရိုတွေမှာနေနေရတာကကျွန်တော်ပြောရှင်းနေတာပါခင်ဗျဟုတ်လားဆင်ပေါ်ရောက်သွားရင်ဒီလိုမင်းရှေ့ရောက်သွားရင်ဘယ်လိုဖြစ်သွားလဲမင်းရှေ့ရောက်သွားရင်တော့ကျွန်တော်နည်းနည်း ဟိုမကောင်းဆိုးဝါးတွေကတ်လာတော့ခံစားမကောင်းဆိုးဝါးတွေပေါ့ကျွန်တော်ရဲ့ကားလေဒီဒါဘုမန်ကြီးအကုန်လုံးပေါ့ကတာပြီးချောလာပြီးချောဟွာခိုင်ဝါဆိုအဲ့လိုမျိုးတွေကျွန်တော်ဖြစ်တာပေါ့ဟုတ်လားဟုတ်ဒါကအာဂီတသမားတိုင်းရဲ့အာဝါဒနာလားဒါမှမဟုတ်ဘုပေါ်မှုတွေတော့ဖြစ်ပါလားဟိုကျွန်တော်ရဲ့ကျွန်တော်ပြောရရင်တော့ကျွန်တော်ရဲ့ creation ပေါ့ကျွန်တော်ရဲ့ creation ကျွန်တော်ကဒီလိုမျိုးတက်တက်ကြွကြွနဲ့အဲလှူရှားမှုပုံရိပ်ပေါ်မှာကျွန်တော်ကအဲလှုပ်လှုပ်တာရှိတော့ကျွန်တော်ရဲ့တကူကြီးသဘောကတော့ အခုဒါဟို15နှစ်လောက်ပေါ့လေကျွန်တော် live show မှာနည်းနည်းလေးနည်းနည်းပြတ်သွားတယ်ပြတ်သွားတဲ့အပေါ်မှာဟိုကျွန်တော်ရတပည့်အရင်ကိုလက်ကိုလက်ကဆရာရဲနဲ့ပြန်ပြီးပါတဲ့အဲ့ပြန်ပြီးပါဆိုတဲ့အစိတ်ပိုင်းပေါ်မှာကျွန်တော်အဲ့ဒါလေးပေါ်မှာပြန်ပြီးတော့ဟိုနည်းနည်းပြန်သွင်းရတာပေါ့ကျွန်တော်ရဲ့အဲဒီ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 လူမိညာကိစ္စရာဒီပြန်သွင်းရတာပေါ့တော်တော်ကြာပါပြီကျွန်တော်70ကျော်လောက်ရှိသွားပါပြီခင်ဗျအခုမှကျွန်တော်ပြန်စပြီးသားဟုတ်လား ။ဘာလို့အဲ့ဆယ်နှစ်ကျော်မှာဂစ်တာမသိတင်ဘူးလား။ဘာစစ်တက်သွားလို့လားဘယ်လိုကြောက်လဲခဏနားတာလေးထွက်တာ။အဲအဲ့ဒါလဲကျွန်တော်တို့ချုံကြီးပြောရရင်တော့ဟိုခန်းကြီးဆောင်ရရတဲ့နေရာမှာကျွန်တော်ရဲ့လုပ်ငန်းမင်းဆိုင်ရာပေါ်မှာဆက်ရောကိုရောတံပိုးပိုင်းရောဟိုနားလေဂျင်းဆိုတဲ့အဲသဘောလေးတွေပေါ်မှာကျွန်တော်ကိုလက်ရောပေးတဲ့ပေါ်မှာကျွန်တော်သွားရတာဟုတ်အခုနဒီဟာပေါ်မှာအခြေအနေပေါ်မှာချက်တဲနေရတဲ့ပေါ်မှာအဲကျွန်တော်အစီအပြေလေးချက်နေရတော့ဒီ live show မတီးပြစ်တာ လေပါပါတော့ပါသွားတာပေါ့လေနော်ခုတက်တဲ့ဘယ်နှပုတ်လို့အဲကျွန်တော်တို့အားလုံးသုံးပုတ်ဒီခဲ့ပါလေဗျတို့ဘုတ်ကတို့ဘုတ်ကအဲကျွန်တော်တို့မြမယိုးကကထိန်ပေါ့ကထိန်သချင်းလေးရတော့အပျော်လေးပေါ့အဲဒုတိယတဘုတ်ကတော့ဟိုကျွန်တော်လက်ရအနေနဲ့အဲဒီဟာဟိုမျိုးမြင့်လေးသချင်းလေးပေါ့ကိုမျိုးမြင့်လေးရေးခဲ့တာပေါ့နော်အဲကိုလန်ကြီးကဒါလေးကိုလည်းလွန်ခဲ့တဲ့ကာလာလေးကစူထားလာပါအဲအဲ့ဒီပုံမှာကျွန်တော်ပြန်လဲဆောင်ရွက်ခဲ့ဆရာပြန်လို့ပေးပါဆိုတော့အဲအဲ့ဒါလေးကျွန်တော်တံဖန်ပြီးထားတာပေါ့နော်အဲ့ဒါကစနေနေ့ည9:00 တော့ကျွန်တော်ကရင်တော့ချင်းနေပေါ့အဲနောက်ပြီးတော့အဲမနေ့ဖြန်မနေ့ဖြန်ကတော့ကျွန်တော်လွန်ခဲ့တဲ့15နှစ်လောက်ကတီးရတယ်ချင်းအဲ့ဒါလေးကိုကျွန်တော်ပြန်အသက်သွင်းတာပေါ့ကိုလတ်အတွက်ကျွန်တော်ပြန်တီးပြေးတာပေါ့ပေါ့ပါဟုတ်ပြီကျွန်တော်တိတ်တော့ဆိုရင်ကိုတော်မင်းကတချင်းနေအများကြီးပဲကဲတော့အဆူတော်တွေအများကြီးကိုစင်ပေါ်တင်နေခဲ့တယ်ဘူးလို့ပြောလို့ရတာအဲအချမ်းမြင့်တော့အဲ့လိုပဲပြောလို့ရပါတယ်ခင်ဗျဟုတ်အချမ်းမြင့်ပေါ့ဟုတ်အချမ်းမြင့်ဆိုတာကကျွန်တော်ကလွတ်လပ်စွာ ဟိုပြောခွင့်ရတဲ့အပေါ်မှာကျွန်တော်လို့လည်းပြောဖို့အတွက်ကကျွန်တော်ဘယ်ရည်ရည်ဖြစ်ပါလေဗျာအဲ့ဒါတော့ကျွန်တော်မပြောပါဘူးကျွန်တော်ကြောင့်ကျွန်တော်ကစင်ပေါ်တင်ပြရဲဆိုတဲ့အတိုင်းအတာမျိုးတော့အထိကျွန်တော်မရဲပါဘူးဗျာအဲ့ဒါမျိုးပေါ့အဲ့ဒါကိုပန့်ဖို့ပြလိုက်တော့စင်ပေါ်ရောက်သွားတယ်အောင်မြင်ဟုတ်ပါတယ်အဲသူတို့အောင်မြင်ကြီးအောင်မြင်ကြီးရှိခဲ့ပါတယ်ရှိခဲ့ပါတယ်ဒါတွေကလည်းတယောက်နဲ့တယောက်ကံရဲ့သဘောနဲ့အဲသူရဲ့ကံဆန်းတဲ့ရဲ့သဘောပေါ်မှာဘသူတဘာဝအတိုင်းသူဖြစ်တယ်လို့ပဲပြောရမှာပေါ့ကျွန်တော်ကြောင့်တော့မဟုတ်ပါဘူးဗျာဟုတ်ဆက်ဒီတန်နဲ့ထောင်းပါလေအဲ့လိုလားဟုတ်ကဲ့ဟုတ်ကဲ့ ။ဇန်ကြီးပြန်ရတော့ကျွန်တော်ကြာပါပြီဗျ။ကျွန်တော်ဟိုဘက်အခုလိုလဲကြုံခဲ့တာပဲ။အဲကျွန်တော်တို့ဟိုတုံးဆက်တဲ့ကိုချင်းနေကနေစသွားလိုက်တာပေါ့။အဲအဒီကနေပြီးတော့ကျွန်တော်ဂန်ဒဝင်၃ဘောတို့ခေ၃ရေးချဲဝဲများတို့နော်ကျွန်တော်တချင်းမြောင်များသွား။နော်အဲခုနအဲ့ဒါလေးကျွန်တော်ဖန်တီးခဲ့တာလေးတွေကဒီ regain နဲ့ပဲကျွန်တော်သွားခဲ့တာပေါ့။အဲ့တော့တချင်းလည်းနိုင်ဖန်တီးခဲ့တယ်၊တချင်းလည်းကျုံခဲ့တယ်။ဟုတ်ကဲ့။အာတက်နေတော့လည်းစင်ပေါ်တင်နေတယ်။ဒါလေးကပီတီရဘယ်လိုရှိမှာတို့အောင်လဲ။အာပီတီကတော့ပီတီကတော့ပြောပြလို့ပေါ်ပြလို့ ဟိုအနန္တအနန္တပေါ့အဲ့တော့အားပေးတဲ့ပြိတာဘာလို့ပြောရင်လဲကျွန်တော်စောင့်ပြောင်းအားပေးနေတဲ့ပြိတာတွေအားလုံးကျွန်တော်ပြန်လာပြီလို့ပြောချင်ပါတယ်ဒီလိုပါ